မြန်မာနဝချန်နယ်ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ်ယာဇလန်းကောင်းလေးတို့ကိုနေ့စီရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့စနလဗျက်ကဇလန်းလေးကိုပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။ညဟာအလေးအောင်မရှိတော့အောင်မဲမောင်နေပေမဲ့လေသာခွေးအလင်းမှာတော့ အတန်အသေးကြီးမားတဲ့မိဘုံကြီးတစ်ပုံတဟုံဟုံတောက်လောင်နေခဲ့တယ်။မိဘုံရဲ့အရှိတဲတဲမှာတော့မျက်နာအဝေးအုပ်ထားတဲ့လူတယောက်တဘိုးတစ်ချက်ကိုစုပ်ကင်ပြီးရင်နေခဲ့တယ်လို့သူ့ရဲ့အရှိမှာတော့စုပ်ပြက်နေတဲ့အဝေးတွေကိုတကောလုံးမပေါ်အောင်ခြုံထားတဲ့ယောက်ျား၁၀ယောက်ခန့်ရှိနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲအကြီးကဲတွေစုံပြီးဆိုရင်ခေါင်းဆောင်အသေးရဲ့မိတ်ဆက်ပွဲလေးဆက်လိုက်ကြတာပေါ့ဆိုတဲ့အတန်းနဲ့တူဖာယာဆက်ရတွေပါတဲ့အင်ကြီးနဲ့လုံကြီးကိုဝတ်ဆင်ထားတဲ့လူတယောက်အမောင်နေရနေထွက်လာခဲ့တယ်။ ရကတော့မြို့ပေါ်ဝင်းမှာရက်နေကြတဲ့လူတွေကိုလိုက်ကြည့်ရင်အတက်ခတ်နေတဲ့အချိန်ဒီကောင်လေးကကျွတ်တော့ရဲ့အကြီးကဖြစ်မဲ့သူလားလို့ပြောတဲ့အတန်ကိုကြားလိုက်ရတယ်ဟုတ်ပါတယ်ဒီကောင်လေးကကျွတ်တော့စောင့်မျှော်နေတဲ့သူပဲသူဒီကိုရောက်ဖို့အခက်ခဲတွေအများကြီးကြုံဖြတ်ခဲ့ရတယ်သူ့ရဲ့ဘဝကိုဆုံးလုပ်ခဲ့ရတယ်ခင်ဗျားတို့ကအသက်ငယ်နေလို့ခေါင်းဆောင်အဖြစ်တင်မြောက်မှာမဝင့်မရဲဖြစ်နေကြတယ်မဟုတ်လားဟုတ်တယ်ရွာပေါင်း90ကိုကြီးကျက်မဲ့သူက အရေးချေပြည့်ပြည့်ပြည့်ကျုပ်တို့သိကျင်တယ်။နောက်ပြီးတော့ကျုပ်တို့ရဲ့တပောင်နဲ့ကန့်ကြီးတဲ့အမှတ်သားတွေရောပါရက်လား။ကျောမဆက်လွယ်ရင်မဆက်ကြပါသူ ရောက်လာရင်ဖြစ်စနလရွာကြီးတာယာဝါပြောမယ်ဆိုတဲ့တပောင်ကိုပြောရလား။ဟုတ်တယ်။သူ့မှာဒီအမှတ်သားတွေပါမပါကျုပ်တို့ကြည့်ရမယ်။စနလရွာကြီးတွေရဲ့စကားကြောင့်စနလမုံကြီးကဗျက်ကောက်ကိုဆွဲယူပြီးအင်းကြီးကိုဖျက်လိုက်တော့ရင်ညွတ်တဲ့တဲ့မှာဆက်ကြပုံစံအမားရုပ်တစ်ခုနဲ့အတူတူ ကြောကုန်းနဲ့ဝမ်ပိုက်ကိုဆက်ထားတဲ့မျက်စလွယ်ကိုမြင်လိုက်ရတယ်။ခမရတော့မြင်ကြပြီမဟုတ်လား။ဒါတော့အယုတ်သိမ်းမပေးကြသေးဘူးလား။စနန်းလာမောင်ကြီးရဲ့စကားကြောင့်ရွာသူကြီးတွေကအိုးကောက်ကိုညှို့ပြီးအယုတ်သိမ်းပေးလိုက်ကြတယ်။ဒီနေ့ဒီအချိန်အစပြီးရွာပေါင်း90မှာရှိတဲ့စနန်းလာတွေကိုဗျက်ကားကြီးမှုလိုက်မယ်။ခမရတို့ကခေါင်းဆောင်အသစ်ကိုတိတိတိထိုက်တဲ့အကြောင်းအရာတွေနဲ့စီးမြစ်စီးကန်းတွေကိုပြောပြပေးကြပါ။ ဒီနေ့အစပြီးကျုပ်ရဲ့လမ်းစီကိုဆက်လျှောက်ရတော့မှမို့ခမားတို့အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။စနလာမောင်ကြီးကဂျက်ကနဲ့ရွာကြီးတွေကိုနှုတ်ဆက်ပြီးအလဲမှာပုံထားတဲ့မိပုံတွေကိုတိုးဝင်ကပျောက်ခဲ့သွားခဲ့တယ်။ဒီမြင်ကွင်းကြောင့်အာအောနေတဲ့ဂျက်ကရဲ့အနည်းကိုဆုတ်ပြဲ့နေတဲ့အဝတ်အစားတွေဝစ်ဆင်ထားတဲ့လူကြီးတူရောက်လာခဲ့တယ်။လူလေးအံ့ဩသွားလား။ဟုတ်တယ်ပါ။ဒီလူကတာမန်လူမဟုတ်ဘူးထင်နေနော်။ စနလောင်းမောင်ကြီးကတောင်းစားတဲ့ဘွားနဲ့စရဏကြည့်စင်တွေကြည့်ကြံပြီးပေါက်မြောက်သွားတဲ့သူပဲလူလေးလည်းသူ့ချီရောက်ကိုနင်းနိုင်မှာပါအခုတော့လူလေးတိတိတိထိုက်တဲ့အရာတွေကိုတင်ပြပေးမှာမို့အဘတို့နဲ့လိုက်ခဲ့ပါအသားကြီးရွတ်သွားနေတဲ့လူကြီးကသူ့ရဲ့လက်ချင်းချင်းကြီးနဲ့ဗျက်ကောက်ကိုဆဲပြီးတိပိနဲ့ဘေးမှာရှိတဲ့လမ်းကြားလေးစီကိုခေါ်ဆောင်သွားခဲ့တယ်။သုံးလခန့်ကြာတဲ့အခါမှာတော့အကိုတို့အမတို့အပေးမဆားရတောက်ရောက်ပဲပွားမို့ မင်းများမစိုးလှူပေးကြပါခမ ्या တနားစပွဲထွက်ပေါ်လာတဲ့အတကြောင့်ဖယားဘူးကားပေါ်မှာရှိတဲ့လူတွေဟာမိမိတို့မှာပါလာတဲ့မုတ်ဘဲတရေစာတွေနဲ့ငွေအကျွေးတချို့ကိုထုတ်ယူပြီးခွက်ထဲကိုထည့်ပေးလိုက်ကြတယ်ဟဲ့ငါစိုးမင်းခွက်ကငါ့မျက်နှာလာထိတော့မယ်ကွာနင်ကဘာလို့အတိတ်တိုးနေရလဲဒီလူတွေကငါ့ကိုပေးတာကွာအောင်မနင်ကနောက်မှရောက်လာပြီးလူပေါင်းမွားနဲ့ဒီနေရာငါ့နေရာကွာဖယားဘူးကထွက်သွားတဲ့အချိန်မှာတော့ တယောက်နဲ့တယောက်စကားများနေတဲ့သူတွေကိုအညာဆောက်ပွားတထဲခြုံထားတဲ့လူတယောက်ကစိုက်ကြည့်နေခဲ့တယ်။သူ့ဘေးမှာတော့တက်လက်ပါအွယ်ယောက်ျားနှစ်ယောက်ရှိနေပြီးနှစ်ယောက်လုံးရဲ့လက်ထဲမှာတော့ရှာနှစ်သားဒုတစ်ချောင်းစီကင်ထားကြတယ်။ဒီနေမင်းကဘသူ့ပါလဲ။အညာဆောက်ပွားခြုံထားတဲ့လူရဲ့စကားကြောင့်ဘေးမှာရှိနေတဲ့လူကဘေးကိုတူးကပ်လာပြီ။ဦးဆောင်မီရဲ့နေမြေထဲမှာပါတယ်ဆရာ။ဦးဆောင်မီကကျမ်းမာရေးမကောင်းလို့အိပ်ရာထဲမှာထနိုင်မှာမဟုတ်လား။ ဒါကြောင့်ဒီလိုတွေရက်ဖြစ်ရတာနေမယ်ဟုတ်တယ်ဆရာဦးဆောင်ကြီးရှိ အခုလိုမလုပ်ရဲကြဘူးရက်ဖြစ်နေတဲ့နှစ်ကောင်ဖျားပူးတယ်မမြင်နိုင်တဲ့နေရာစီကိုခေါ်လာခဲ့ကြဆောင်းချုံထားတဲ့လူကတဘိုးပခုံးပေါ်ထမ်းပြီးကားလမ်းမဘေးကလမ်းသက်လေးတစ်ခုတည်းဝင်သွားခဲ့လိုက်တယ်မကြခင်အချိန်တွင်တယောက်နဲ့တယောက်ထိုးကြိတ်ထားလို့ဖူးရောက်နေရဲ့မျက်နှာတွေနဲ့အရှုပ်ကိုရောက်ချလာခဲ့တယ်ခမရတော့ဘယ်သူတွေလဲကျုပ်တို့ဘာလို့ဆွဲခေါ်ရလဲဆိုတာပြောစမ်း အောင်မမင်းတို့ကများပြန်ပြောရတယ်ရှိသေးအခုမင်းတို့အရှိမထားနေတဲ့သူကဘယ်သူလဲသိလားတိတော့ရောဘာလုပ်ရမှာလဲကြိကဲကဲပြပြောလိုက်တာကြောင့်တင်းကုတ်တော်ပေါ်မှာထိုင်နေတဲ့လူကမောက်တမ်းမှုကြီးငါတို့စီကဲအရာဖျားဘူးဧည့်သည်တွေအရှိမရံပြက်စကားများရင်ဘာပြက်တာပေးရလဲတောင်းစားခွင့်ကို တလားတီတီပိတ်သိမ်းပြီးချိန်နဲ့ဆက်ချက်အပြစ်ပေးရပါမယ်ဆရာအေးဟုတ်တယ် အခုဒီကောင်တည်းကစီကံကိုဖောက်ပြတ်တာကြောင့်ချမှတ်ထားတဲ့အပြစ်ဒဏ်အတိုင်းဒဏ်ပေးလိုက်ခခမရွာစကြီးကြောင့်များလားဟဲ့ကောင်စကားမများနဲ့တစ်ပင်ကိုဖတ်ထားစမ်းမောက်တန်ဘူကရွှေ့တဲ့လူနည်းကိုတစ်ပင်မှာဖတ်ခိုင်းပြီးလက်ထဲကင်ထားတဲ့ရှာနေတုံနဲ့တဖြောင်းဖြောင်းမြင်အောင်ရိုက်ပါလေရောအမလေးအမလေးအမလေးအဖလေးလို့អော်နေတဲ့အတကြောင့်ကားလမ်းမဘေးမှာရှိနေတဲ့ဆန္ဒလာတွေအားလုံးလမ်းကြားထဲကိုပြေးဝင်လာခဲ့ကြတယ်အားလုံးချိန်ထားကြ နောက်တစ်ခါဖះဖို့တွေရှေ့မှာအချင်းချင်းရံဖြစ်စကားများတာပဲဖြစ်ဖြစ်ရံဖြစ်တာပဲဖြစ်ဖြစ်အခုလောအပြစ်တန်ခံရမယ်သင်္ကုတ်တူပေါ်မှာထိုင်နေတဲ့သူကလက်ထဲကင်ထားတဲ့တဘိုးကိုမြေကြီးပေါ်ထောင်ပြီးပြောလိုက်တော့ရကျင်နေတဲ့သူတွေထဲကနေတဘိုးအဆုနှစ်ဖက်ကိုရှေ့ချထားတာပါလားဒါဒါရွာတကြီးချုပ်ပဲဟိအယူသေးပေးကြရွာတကြီးချုပ်ဆိုတဲ့စကားကြောင့်ရောက်လာတဲ့လူတွေအားလုံးဦးကောင်းကိုညွှန်လို့အယူသေးပေးလိုက်ကြတယ် အားလုံးတောင်းလို့အဆင်ပြေကြလားပြေတယ်လို့တော့မဟုတ်ပါအောင်ဆရာရဲ့ရတဲ့အခါလဲရမရတဲ့အခါလဲရှိတာပေါ့မောင်တမကြီးဒီမှာရှိနေတဲ့သူတွေကိုစံတပြူပိုးစာချတဲ့ငွေပေးလိုက်အောင်ဟုတ်ကဲ့ဆရာအခုပဲဝေပေးလိုက်ပါမယ်မောင်တမဆိုတဲ့သူကအိတ်ထရနေငွေဆက်ကိုတစ်ထပ်ဆွဲထုတ်ပြီးတယောက်ချင်းစီကိုဝင်ကပေးနေတဲ့အချိန်ကျုပ်တက်ကတော့စံတပြူပိုးစာမရအောင်နော်စံတိတ်စာမှရမယ်ဆိုတဲ့အသက်ထွက်ပေါ်လာခဲ့တယ် အဲ့ဒီအတကြောင့်တင်းငုတ်တူပေါ်မှာထိုင်နေတဲ့လူကမျိုးလုံးကိုမှွင့်ပြီးကြိလိုက်တော့အညိုရောင်ဖြင်းညက်အင်းညီကိုဝစ်ဆင်ထားတဲ့လူတစ်ယောက်ကိုမြင်ရတယ်။ဟင်ဆရာပါလားဘယ်ကနေရောက်လာခဲ့တာလဲ။မင်းစီပဲလာခဲ့တာလေဘလို့လဲဘောဟာတဲ့မှာနေသားကြနေပြီလားကွ။ဒီလိုပါပဲဆရာရဲ့မောက်တက်မှုရေဟိုလူတွေကိုကို့နေရာကိုသွားခိုင်းလိုက်တော့ဟုတ်ကဲ့ဆရာမောက်တက်ဘူးကဘေးမှာဝိုင်းနေကြတဲ့လူတွေကိုကို့နေရာကိုပြန်ချဖို့ပြောနေတဲ့အချိန် သူတို့ကဘယ်သူတွေလဲပြက်ကဩဆရာနဲ့မိတ်ဆက်ပေးရအောင်မယ်သူ့နာမည်ကမောက်တံဘူးလို့ခေါ်တယ်သူကတော့မောက်တမားတဲ့ရွာလူကြီးနှစ်ယောက်ရဲ့သားတွေပါသူတို့အဖေတွေကကျင်းတော်ဘေးမှာဆောင်းရှောက်ဖို့ထည့်ပေးထားတာမင်းကတိတ်ဟုတ်ပါလားတံဘူးနဲ့တမားကြီးဒါကငါ့ရဲ့ဆရာနာမည်ကအောင်မြတ်သားလို့ခေါ်တယ်မင်္ဂလာပါဗျဆရာကကျွန်တော်တို့ဆရာကြီးအကြောင်းကိုပြောပြဘူးလေလူတော့အခုမှပဲမြင်မှုလားပဲ။ อืมစကားပြောဖို့ကြည်ရတာမင်းတို့ကလည်းခေသူမဟုတ်ဘူးပဲတပူနဲ့တမဟာဆန်တဲ့အောင်မိသားလေးဆရာကြိုးစားကြပေါ့ကွာဒီအလောက်လောက်ရလို့လဲတိတ်ငယ်စိတ်မဖြစ်နဲ့မင်းတို့ကမျိုးရိုးမစင်စဲစိတ်စားကြောင်းတာဒီအလောက်လုံနေရတာကိုဆရာသိပါတယ်မတိတ်ငယ်ပါဘူးဆရာရဲ့ဒီအလောက်ကိုလောက်ရင်လူတွေရဲ့စိတ်ကိုပုံပြီးသိလာရတယ်အတိတ်အကြုံရတာပေါ့ဗျာတမရဲ့စကားကြောင်းအောင်မြတ်တာပြုံးပြီးဂျက်ကဘက်ကိုလှည့်ကား ဂျက်ကဒီညစပြီးမင်းငါစီကိုလာခဲ့ရမယ်။ဆရာကဘယ်မှာနေနေရလဲ။ချက်ရွတွေးစီတွေကိုသိတယ်မဟုတ်လား။အဲ့ဒီမှာနေနေတာ။သိတယ်လေဆရာ။ညကျရင်ကျွန်တော်လာခဲ့ပါမယ်။ဟုတ်လေ။တို့ကိုရောခေါ်လာလို့ရလား။ရတယ်လေခေါ်လာခဲ့ပေါ့။အောင်မြတ်သားရဲ့စကားကြောင့်ဂျက်ကဝမ်းသာသွားပြီးဘေးမှာရှိနေတဲ့တပ်ပူနဲ့တမအောင်လှမ်းကြည့်လိုက်တယ်။ညအုပ်ပိုင်းအချိန်မှာတော့ ကျက်ရက်တွေဇီဒီပေါ်မှာဖျောင်းနိုင်ပြီးအလင်းရောက်နေထင်းထင်းလင်းနေခဲ့တယ်။ဇီဒီရဲ့ရင်းမြစ်ပေါ်မှာတော့အောင်မြတ်သားနဲ့အတူတူဗျက်ကတမနဲ့တံပူးတို့ထိုင်ပြီးစကားဆက်မြေပြောဆိုနေခဲ့ကြတယ်။ဆရာကျွန်တော်ဒီညဘာလုပ်ရမလဲ။ဗျက်ကစကားကြအောင်မြတ်သားလွယ်ရထရနေမိုင်းကင်ဆက်ကိုခဲတံပေးတံတွေကိုထုတ်လိုက်ပြီ။ဒီညမှာတော့အခြေခံအေးရေစင်းကြီးကိုသိရမယ်။ဒါကြောင့်အေးဆွဲတဲ့အခါမှာဘလို့အချက်တွေကိုလိုက်နိုင်ရမယ်။ ဘယ်လိုအချက်တွေကိုရှောင်ရှားရမလဲဆိုတာအရင်သိထားရမယ်လို့ပြောပြီးအင်းဆွေရမှာလိုက်နိုင်ရမယ်ဆောင်ရရှောင်ရအချက်တွေကိုအသေးစိတ်ပြောပြခဲ့တယ်အသေးစိတ်အချက်တွေကိုပြောပြရနဲ့အင်းဆန်ထည့်ထားတဲ့အခါရွတ်ဖက်ရမယ့်ခါးရတွေကိုစာအုပ်မှာရေးမှတ်စီပြီးတော့ကြက်မှတ်စီခဲ့တယ်ညကလည်းအောင်မြတ်သာတင်ပြထားတဲ့အတိုင်းလိုက်မှတ်ခဲ့တယ်လို့တန်ပူနဲ့တမာတို့ကလည်းဘေးကနေမှတ်သားနားထောင်ခဲ့ကြတယ်ဒီလိုနဲ့ဆယ်ရက်လောက်အကြာမှာတော့ညကတယောက်အခြေခံအေးရေးဆွဲနေတဲ့ အင်းဆန်ထန်ကြီးတွေကို တက်မြောက်သွားခဲ့တယ်လို့လေးကွက်အင်းကိုလည်းပိုင်နိုင်စွာနဲ့ရေးဆွဲနိုင်ခဲ့တယ်။တလာပြည့်တဲ့နေ့မှာတော့အင်းကွက်တွေရေးဆွဲနေတဲ့အချိန်တကောလုံးဖုံလူးလူးပြည်နေတဲ့အသက်80အရွယ်အဖိုးတို့ဇီရီဘော့ကိုတက်လာတာမြင်လိုက်ရတယ်။အဖိုးကအောင်မြတ်သားကိုရောတန်ဘူးနဲ့တမောက်ကိုရောလုံးဝမကြည့်ပဲလက်ထွာတာတာရှိရဲ့တစ်သားအပိုင်းစလေးကိုဂျက်ကဘေးမှာချထားပြီးပြတ်ထွက်သွားခဲ့တယ်။ဂျက်ကလည်းအင်းကွက်ဆွဲပြီးတာနဲ့ တက်သားအပိုင်းစာလေးကိုယူပြီးအောင်မြတ်သားစီကိုပြလိုက်တော့ဒါတံမိုးမဖြတ်နိုင်တဲ့မန်ချိုးတဘိုးပဲကွာမန်ချိုးတဘိုးဟုတ်လားဆရာကျွန်တော်အခုမှပဲကြားဘူးတယ်တမန်နဲ့တံမိုးရောမန်ချိုးတဘိုးကိုကြားဘူးကြလားအဖိုးတို့ပြောတော့ကြားဘူးတယ်ဆရာသူတို့ကပေးလို့ထားတဲ့ပစ္စည်းတွေကိုမမနိုင်လို့တဘိုးနဲ့ထန်းနေတဲ့အချိန်ကျိုးတဲ့အပိုင်းစာကိုခေါ်တာမှတ်လားဟုတ်တယ်ကွဒါမျိုးကအင်မတန်မှရခဲ့တဲ့ပစ္စည်းပဲ။ အခုလာပေးတာကလည်းဗျက်ကတယောက်တယောက်ပြေးခဲ့တာဆိုတော့သူနဲ့ပဲထိုက်တန်တယ်လို့မှတ်ယူရမယ်။ဒီလိုမန်ချိုးတဘို့ကိုဘယ်လိုဆောင်ရမလဲဆရာ။ဆောင်ရမယ့်ပုံစံကငါလုပ်ပေးမယ်။အောင်မြတ်သားလည်းလွယ်အိတ်ထဲရနေခဲတဲ့ချိုးနဲ့ဓာတ်အောင်ထုတ်ပြီးမန်ချိုးတဘို့ကိုဟိုဖက်ဒီဖက်နဲ့လှုပ်လိုက်တော့မကြခဲ့အချိန်တွင်လူတယောက်ရက်နေတဲ့ဟန်ရှိတဲ့ဘဘူးရုပ်တရုပ်ဖြစ်လာခဲ့တယ်။ဒီအယုတ်ကမာတင်ကရုပ်လို့ခေါ်တယ်။မာတင်ကရုပ်ထုမယ်ဆိုရင်လက်ဝဲဘက်မှာခွက်ကင်မျိုးတောင်းတဲ့ဟန် လက်ရဘက်ကတဘိုးနဲ့အိတ်ထဲနဲ့ဟန်ကိုပြပြအောင်ထုတယ်။ပြီးတော့မာတင်ကဂါရာရုပ်ပြီးတိတ်တိတ်တရမယ်။အောင်မြတ်သာမာတင်ကရုပ်ကိုလက်မှာကင်ပြီးဂါရာတဘုတ်ကို38အုပ်ဆုပ်လိုက်တော့ဇေဒီမာရှိရဲ့ဆဲလဲတံတွေအလုံးတချီချင်းနဲ့လှုပ်ခတ်သွားတာကိုထူးဆန်းစွာနဲ့မြင်တွေ့လိုက်ရတယ်။ဒီအစဉ်ကမာတင်ကအစီအမယ်။မင်းနဲ့ထပ်လို့ရတာဖြစ်လို့ကိုနဲ့မကွာဆောင်းနှားလို့ပြောပြီးဂျက်ကကိုကမ်းပေးလိုက်တယ်။ဂျက်ကလည်းမာတင်ကအယုတ်ကိုကမ်းလိုက်တဲ့အချိန် ကျက်ရှိနေတဲ့မန်ချိုးတဘိုးအပိုင်းစားတွေကရုတ်တရက်ဆိုသလိုမင်းဟောင်းဟောင်းတောက်လောင်ပြီးပြာမောင်တော်မကြံမဲပြတ်ခွဲသွားခဲ့တယ်။ဆရာခုနကဇေဒီဘောတက်လာတဲ့အဖိုးကဘယ်သူများလဲ။ "तू ကဘာလို့ကျွန်တော်ကိုဒီလိုပစ္စည်းပေးရတာလဲ။ဗျက်ကငါ့အမြင်တော့မင်းကိုအလုပ်တစ်ခုခိုင်းမိထင်တယ်။ဘယ်လိုအလုပ်မျိုးလဲဆရာ။ခုနရဲ့သားသမီးစီကရတဲ့အရာနဲ့ခုနရဲ့သားသမီးကိုပြန်လို့တဲ့အလှူမျိုးလို့ထင်တယ်။ ဒါကြောင့်လဲမာတင်ကအဆောက်အတွဲအရေးပါတဲ့ပြစ်စည်းလာပြီးသွားတာ။ဒါကြောင့်မင်းနဲ့ပြန်အာယုံတက်တာနဲ့အရက်တကာလှည့်ပြီးတောင်းစားရမယ်။တောင်းစားလို့ရလာတဲ့ငွေတွေပြစ်စည်းတွေနဲ့ခဏရက်တိတိအလှလို့ရမယ်။ဆရာပြောသလိုကျွန်တော်လုပ်ကြည့်မယ်။မင်းနဲ့အာယုံတက်တာနဲ့ကျွန်တော်တို့စောက်ထက်မယ်ဆရာ။တခုတတိပေးချင်တာမင်းကိုယ်တိုင်တောင်းလို့ရတဲ့ပြစ်စည်းတွေနဲ့ပဲအလှလို့ရမှာနော်။ဒါကြောင့်တမန်နဲ့တန်ဖူတို့ရတဲ့ပြစ်စည်းကိုမင်းနဲ့မယောမိစေနဲ့။ ဟုတ်ကဲ့ဆရာကျွန်တော်တရိပ်ထားပါမယ်။ဘက်ကလည်းမာတင်ကရုပ်လေးကိုစုပ်ကိုင်ကဂရိပေးလိုက်ပြီးရင်းမြေပေါ်မှာကြောဆန့်ချလိုက်တယ်။အာယုံတက်ချိန်ရောက်တော့ဘက်ကတို့သုံးယောက်ဇီရီပေါ်ကနေစတီထွက်ခွာခဲ့ကြတာ။မနဲ့နေထန်းတစ်ဖြာမရောက်ခင်မှာပဲ။ဘက်ကရဲ့ခွက်ထဲမှာငွေတွေပြည့်သွားခဲ့တယ်။မာတင်ကရုပ်လေးရဲ့အဆက်ကြောင့်လမ်းသားလမ်းလာလူတွေကအဆခီးသွားတွေအစုံဘက်ကရဲ့အတန်ကြားတာနဲ့ပတ်စံတွေမုတ်ပဲသရေစာတွေလှူကြတဲ့အတွက် တပူနဲ့တမတို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးအံ့ဩနေခဲ့ကြတယ်။ဆရာအိတ်ထဲမှာမိုဘဲတေးစာတွေဖြစ်နေပြီဘယ်လိုလုပ်ရမလဲ။အလူမာလိုတာငွေပဲဆိုတော့ငွေရလွဲပြီးစံနာတွေကိုတခြားလူတွေစီပြန်လူကြရအောင်။ဇက်ကရဲ့စကားကြောင့်တမနဲ့တံပူတို့ဟာမိုဘဲတေးစာတွေကိုဘဝတူဆန္ဒလာတွေကို ပြန်လဲဝင်မြခဲ့ကြတယ်။ဒီလိုနဲ့အလင်းရောင်ရှိတဲ့အချိန်မှာတောင်းစားလိုက်အလင်းရောင်ပျောက်တဲ့အချိန်မှာစမရေးဆွဲလိုက်နဲ့နေခဲ့တာ ငါးလားလောက်အရောက်မှာတော့အလိုအတွက်လုံလောက်တဲ့ငွေတွေစုဆောင်းလာမိတယ်လို့အစ်စမပိုင်းမှာလည်းကိုကွယ်အထိတက်ရောက်လာနိုင်ခဲ့တယ်။ဒီလိုနဲ့ခုနှစ်လပြည့်တဲ့နေ့မှာတော့ရွာပေါင်း90ရဲ့အလဲဘိုးမှာရှိတဲ့လှန်ထောက်ရွာမှာဇက်ကရဲ့အလှူပွဲကိုစတင်ကျင်းပခဲ့တယ်။ခုနှစ်ရက်တာသမီကျူးမွေးတဲ့အလှူဖြစ်တဲ့အပြင်နေရောညပါကျွေးတာကြောင့်ဇက်ကရဲ့အလှူကတခြားရွာတွေအထိပါကြော်ကြသွားခဲ့တယ်။အလှူတုံးရမြောက်တဲ့နေ့မှာတော့တာမန်လူတွေမလာချင်တဲ့12လရွာတွေကို 6ဘိန်းကားတစ်စီးဝင်ချလာခဲ့တယ်။ကျမရေရွာထဲကိုလမ်းမပြင်ဝင်လာတာထင်တယ်။လမ်းသားပြပေးလာအောင်။အလူကိုကြီးကျက်နေတဲ့ဗျက်ကားရဲ့စကားကြောင့်တမက6ဘိန်းကားရှိရာစီကိုခတ်တုတ်တုတ်ပြေးသွားခဲ့တယ်။ခဏနေတော့ဦးရဖားရနဲ့ပြန်ပြေးလာပြီ။ဆရာဆရာကားလမ်းမလာတာမဟုတ်ဘူး။ဒီလိုပဲလာတာလို့ပြောတယ်။နောက်ပြီးအလူရှင်ကိုတွေ့ချင်တယ်တဲ့။တမရဲ့စကားကြောင့်ဗျက်ကလည်းအညာဆောင်ပါတက်ထဲချုပ်ပြီးလိုက်သွားခဲ့တယ်။ ိုရောက်တော့ကားပေါ်ကနေရွှေတွေညွတ်နေအောင်ဝတ်ထားတဲ့မိန်းမတစ်ယောက်ဆင်းလာပြီရှင်ကဒီလိုဥဆောင်နေသူလားဟုတ်ပါတယ်ဘာများဖြစ်လို့ပါလဲအလူအတွက်ဆိုင်အိတ်တွေလာလို့တာပါဗျာကျွန်တော်တို့အလူမခံနားပါအောင်နော်အလူမခံနားပါအောင်ရှင့်အခုနအိမ်မက်ပေးလို့လာလို့တာပါဘလို့အိမ်မက်ပေးလို့လာလို့တာလဲဗျကျမညာဦးမြို့ပေါ်မှာဆန်ဆိုင်ဖွင့်ထားတယ်လीအ တရတော်ဆိုင်နေကိုအသက်80အရွယ်အဖိုးတို့တယောက်ကဝင်လာပြီးတော့လှန်ထောက်ရောင်မှာအလူတစ်ခုလုံနေတယ်။ငါသမီးဆန်သွားလို့ချီလို့ပြောပါလေရော။ကျမလည်းလှန်ထောက်ရွာဆိုတာမကြဘူးလို့မင်းမင်းရောနေခဲ့တာ။အဲ့ဒါမင်းညအိမ်မက်ထဲကိုဆိုင်အောင်လာသွားတဲ့အဖိုးကြီးကပြောင်းလာပြီးတော့အဲ့ရနိုးကနဲ့ဆိုင်အိတ်300အများသွားလို့လို့ထပ်ပြောတော့ဒီကိုမင်းမင်းရင်ရောက်လာခဲ့တာပါ။ကျမရဲ့အလူကိုလက်ခံပေးပါနော်။ကောင်းပါပြီဗျာ။ အလူရှင်တွေလည်းစီးပွားရေးဒီရေအလားတိုးတက်ပါစေလို့ဆုတောင်းပေးပါတယ်။ဗျာကလည်းအလူရှင်တွေရဲ့ဆန္ဒအတိုင်းဆက်အိတ်တွေကိုလက်ခံပြီးတော့ထမင်းချက်တဲ့တဲဘက်ကိုပို့ဆောင်စေခဲ့တယ်။ဒါအောင်မြင်တဲ့အောင်မြတ်သားကဗျာကအနားအောင်လာပြီးဘလို့လဲဗျာကမာတင်ကရုပ်ကဘလောက်စွဲနေဆိုတာယုံမမဟုတ်လားလို့တီတိုပြောလိုက်ပါတော့တယ်။ခဏရခဏလေးအလူပေးပြီးတဲ့ညမှာပဲအောင်မြတ်သားကဗျာကကိုခေါ်လို့ ထမအဆင့်ဆက်သက်မှုကတော့အောင်မြင်ခဲ့ပြီ။ဒါကြောင့်အခုထက်လောကမှာဒုတိယအဆင့်ဆက်သက်မှုဖြစ်တဲ့တမထစိတ်ဆွဲအိမ်ကျင့်စဉ်မယ်။တမထစိတ်ဆွဲအိမ်ကျင့်စရာဘယ်လိုလုပ်ရမှာလဲဆရာ။လုံးဆောင်ရမယ့်နည်းတွေကတော့အများရှိတယ်။မင်းသားလျောင်ပြောရရင်တမထဆိုတာအာယုံစူးဆိုင်မှုကိုတည်ကြည်အောင်လုပ်ရတဲ့အရာပဲ။ဒါကြောင့်တရားပဲထိုင်ထိုင်ပရိဝေစိတ်စိတ်အိမ်မဲဆဲဆဲကိုစိတ်တန်ရလုပ်လို့ရတယ်။ကျွန်တော်က အေးကွက်ဆွဲတာကိုပို့သဘောကျတယ်ဆရာ။ဒါကြောင့်အေးမဲဆွဲမယ်ဆရာ။ဒါဆိုရင်တော့အေးဆွဲတဲ့အချိန်မှာ ကိုစိတ်ကိုဘယ်လောက်တည်ငြိမ်အောင်ထားနိုင်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့။ဂျက်ကလည်းဒုရီယာကြည့်စင်ဖြစ်တဲ့စိတ်ဆွဲအိမ်ကြည့်စင်ကိုကြက်ရက်တွင်စီတီမှာပဲစတင်လေ့ကျင့်ခဲ့တယ်။စိတ်ကိုတည်ငြိမ်အောင်ထားရတဲ့အလုပ်ဟာလွယ်မယောင်နဲ့ခက်တဲ့အတွက်ခြောက်ွက်အင်းစီတီတစုကိုသုံးလတိတိကြအောင်ရေးဆွဲခဲ့ရတယ်။ဂျက်ကနေရောညပါအေးဆွဲနေတဲ့အချိန် စားရတောင်ရိုးတမန်နဲ့တက်ပူတို့ကတာဝန်ယူပေးခဲ့တယ်လို့အောင်မြတ်သားကလည်းအနားမှာနေပြီးအနီးကပ်ကြီးကြပ်ပေးခဲ့တယ်။ဒီလိုနဲ့6လတီတီပြည့်တဲ့ညမှာတော့အီးကွက်ရေးဆွဲနေတဲ့အချိန်ကြက်ရက်တွေစီဒီရဲ့ဘေးပပတ်လဲမှာကဆောင်ပေါက်ပြီးပြေးလွှားနေတဲ့မြေပြူတစ်ကောင်ကိုမြေတွေ့လိုက်ရတယ်။တကောလုံးဝါကိုးဆိုင်ပမာ ဖွေးစွနေတဲ့မြေမြူကြီးကဇေဒီကိုလက်ရရစ်ပတ်နေရုပ်ကြီးဆိုသလိုပိတ်ဖြူဝစ်ထားတဲ့တက်လက်ပိုင်းအရွယ်လူတစ်ယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ ရက်ကလည်းပတ်ဝေးကျင်းမှာဖြစ်နေတဲ့အရာတွေကိုလစ်လို့ရှုပြီးအေးကွက်ကိုပြီးဆုံးအောင်ရေးဆဲပြီးတဲ့အချိန်မှာတော့သူ့ဘေးမှာပစစ်တုပ်ထိုင်နေတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒီလူကရက်ကကိုမျက်တောင်မခတ်တဲ့စိုက်ကြည့်ပြီးဆရာကျုပ်ကိုမှတ်မိပါသလား။ကျုပ်မမှတ်မိဘူး။တရားဘယ်သူပါလဲ။ကျုပ်ကဆရာလူဝါရောက်တဲ့ကဓာတ်တော်မျိုးစည်ဒီမှာစောင့်ဆိုင်ခဲ့တဲ့ဝါကွန်းမျိုးလေးဆရာ။ခမရဓာတ်တော်မျိုးစည်ဒီမှာမြင်ခဲ့ရတဲ့မြင်းမျိုးလား။ ဟုတ်ပါတယ်ဆရာအခုတော့ဆရာရှိတဲ့အရက်ကိုရောက်လာခဲ့ပြီဒါကြောင့်မကြခဲ့အချိန်မှာဆရာကိုကြောထက်မှာတင်ပြီးလိုရာခရီးကိုပို့ဆောင်ပေးပါမယ်အခုရောပို့လို့မရဘူးလားကျောင်းလှန်တော့ရပါသွားဆရာရှိသေးတယ်ဆရာအနေနဲ့ကပညာပိုင်းမှာလိုအပ်ချက်တွေအနည်းငယ်ရှိသေးတော့အခုတော့မရသေးဘူးဆရာဒါကြောင့်စိတ်အေးချမ်းသာစွာဆက်လက်ကြည်ကြံပါလို့အကြံပြုပါတယ်ကောင်းပြီလေကျောင်းရဲ့ရည်မှန်းချက်တွေပြည့်စုံတာနဲ့ ခမ ्या ကိုယ်တိုင်လိုက်ပို့ရမယ့်နေရာတစ်ခုရှိတယ်။ဒါကြောင့်ခမ ्या ကိုအစီပြေးတဲ့နေရာမှာနေပါ။ကျုပ်လည်းလုံးစရာရှိတာဆက်လုပ်လိုက်အောင်မယ်။ဘျက်ကဟာပိတ်ဖြူဝိသူကိုပြောပြတာနဲ့ရေးဆွဖို့ကြင်နေတဲ့အင်ကွက်တချို့ကိုစစ်နေပြီးတော့ထပ်မံရေးဆဲခဲ့တယ်။ကြက်ရက်တွင်စီဒီမှာဒုတိယကြည့်စင်ကိုတနေ့တိတိချင်းချံပြီးတဲ့အချိန်မှာတော့အမြင့်အချို့နဲ့အကြတချို့ကိုစတင်ပေါက်မြောက်လာခဲ့တယ်။အဲလိုပဲဤစမရေးဆွဲခြင်းအပိုင်းမှာလဲအောင်မြတ်တာမျက်နှာလွှဲရတဲ့အထိဖြစ်လာခဲ့တယ်။ ပြက်ကပျောကကူးတဲ့လမ်းစဉ်ထက်အင်းစမအဆောင်ရလောက်ရတာကိုပို့ပြီးနှစ်သက်တာကြောင့်အားလဲအချိန်တိုင်းစာအုပ်တအုပ်မှာစမအသည့်တွေကိုရေးဆွဲတယ်အသက်သွေးချင်းလုပ်ငန်းတွေကိုလေ့ကျင့်ခဲ့တယ်ခက်ပညာတဲ့လူငယ်တယောက်အဖြစ်ကနေလာတဲ့သူဆိုတော့ပြက်ကရေးထားတဲ့စမတွေကစစ်စစ်နဲ့ကြပြီးအလွန်တည်တက်လှပခဲ့တယ်ဒါကြောင့်လဲအောင်မြတ်သားသူတပည့်တွေထဲမှာပြက်ကရဲ့စမဆွဲဟန်ကအတော်ဆုံးနဲ့အသေးသက်ဆုံးလို့တော့ချီးကျူးခဲ့တယ် တရက်မှာတော့အောင်မြတ်တာတို့နေတဲ့ကြက်ရက်တွေးစီဒီစီကိုတရောင်းစားနေမြန်နှစ်ယောက်မရောမလဲနဲ့ရောက်လာခဲ့တယ်။အဲ့ဒီလေမြားကြက်ကောက်ကိုမြင်တော့ဝမ်းသာအားရနဲ့အနာကပ်လာပြီ။အိမ်မက်ထရားအတိုင်းမှာပဲလားရှင်။ဘယ်လိုလဲကိုသားပြော။ဒီစီဒီကိုလိုက်ထူးချပါမယ်လို့မပြောဘူးလား။ဟဲ့ဟိုလေမြားနင်တို့ဘာပြောနေကြတာလဲ။ဒီလိုပါပဲရှင်။ကျမတို့ကမန္တလေးဘက်မှာတောင်ရဆားတောက်ကြတဲ့သူတွေပါ။ အခုကိုဝင်လွယ်ထားတဲ့ကလေးကအိမ်မက်ပေးလို့ဒီစီဒီယိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်လာခဲ့ကြတာပါဘလို့အိမ်မက်ပေးရတော့ပြောစမ်းမအောင်အိမ်မက်ထမ်းမှာပစိုးကွေးတိုင်းထားတဲ့ကလေးတယောက်ကသူ့ကိုကြက်ရက်တွေစီဒီယိုပို့ပေးပါလို့ပြောတယ်ဒီလိုအိမ်မက်မျိုးကတပတ်ကိုသုံးလေးချိန်လောက်မတ်နေတော့လင်မယားနှစ်ယောက်လည်းကြက်ရက်တွေစီဒီအကြောင်းစုံစမ်းရင်ဒီကိုရောက်လာခဲ့ရတာပါပဲရှင့်မိမဖြစ်သူရဲ့စကားကြောင့်ဂျက်ကအောင်မြတ်တာကိုလှမ်းကြည့်ပြီး ဒီကလေးကကျွန်တော်တို့နဲ့ရေစပ်ပါလားမသိဘူးဆရာရေစပ်ပါလို့မင်းစီခေါ်လာတာပေါ့သူ့အတွက်အစီအပြောင်တစ်ခုခုစီစဉ်ပေးလိုက်အောင်အောင်မြတ်သားရဲ့စကားကြောင့်ဓက်ကလည်းလင်မယားနှစ်ယောက်ကိုချစ်ပြီးမင်းတို့ကဒီရဲ့ဒေသမှာတောင်ရံစားတော့ကြမလို့လားလောလောဆယ်တော့ကြုံလို့ပေါ့ရှင့်မင်းတို့အနေနဲ့အိမ်မက်ထရအတိုင်းဒီကိုရောက်လာတာနည်းနည်းဇွဲလုံးလာမှမဟုတ်ပဲဒါကြောင့်ကြုံကလေးအတွက်လက်ဆောင်တစ်ခုပေးလိုက်ပါမယ် ရကသူ့ရဲ့အဝေးတို့အောက်မှာထည့်ထားတဲ့စာအုပ်တရနေစမအခိယတွေကိုမာတင်ကရုပ်ထုအတိုင်းပုံဖော်ထားတဲ့စာရိပ်တရုပ်ကိုညင်ညာစွာဆုပ်ဖြဲပြီးကမ်းပြလိုက်တယ်။ဒီစာရိပ်ကိုအခောက်တသေးလေးဖြစ်အောင်လှုပ်ပြီးယောက်ျားဖြစ်သူရဲ့လက်ဝဲမှာဆွဲထားလိုက်။ကလေးမွေးရင်တော့ကလေးရဲ့လက်ဝဲမှာကြောက်ကလေးနဲ့ဆွဲပေးထား။ဟုတ်ကဲ့ပါဗျ။ကျုပ်တို့တေချာသိမ့်ပါမယ်။မင်းတို့လည်းခီးဝေးရလာရတာဆိုတော့ဒီမှာရက်အနေငယ်နားလိုက်ပါအောင်။ဒီမှာနေတဲ့ကာလအတွင်းမှာတော့ တန်ဖူနဲ့တမလိုအပ်တာတွေလောက်ပို့ပေးပါလိမ့်မယ်။ဗျက်ကလည်းလင်မယားနှစ်ယောက်အတွက်နေရာချပေးပြီးသူ့ရဲ့မူလနေရာစီကိုပြန်ထွက်သွားခဲ့တယ်။ညာချေရောက်တော့အောင်မြတ်သားဗျက်ကအနားအောင်လာပြီ။မင်းရဲ့ဒုရယာကြည့်စင်ကျင်တာဘယ်လောက်ကြပြီလဲ။တနေ့ကျော်ပြီဆရာ။ဘာတွေသိနေရပြီလဲ။အမြင်အကြားတချို့တော့ရနေပါပြီ။နောက်ပြီးတော့စမတ်တော်တော်များများကိုလည်းလက်တက်ရေးနိုင်နေပါပြီ။ဒါပဲလား။နောက်ထပ်ဘာတွေရှိသေးလဲ။ ကျွန်တော်တက်မြောက်ထားတာအကုန်မပဲဆရာစိတ်ဆန်းအားကြည့်စင်မှာအရေးကြီးဆုံးတစ်ချက်ကခန္ဓာကိုယ်ရရနေစိတ်ဝိညာဉ်ကိုထုတ်လွှင့်နိုင်မှုပဲဒီအစ်စ်ကိုမင်းမရောက်သေးဘူးမလားဟုတ်ပါလေဆရာကျွန်တော်မရောက်သေးပါဘူးမင်းရအောင်ကြင်ကြင်ရမယ်ဒါမှသာမင်းရဲ့တာဝန်ကိုပြည့်ဝအောင်ထမ်းဆောင်နိုင်လိမ့်မယ်ကျွန်တော်တာဝန်ရစနလရွာ90ကိုကြီးကြပ်ပေးအောင်မဟုတ်လားရွာကိုကြီးကြပ်ဖို့ပဲဆိုရင် မင်းတို့အခုလိုအခြေအနေရအောင် ကြက်ကြက်ခိုင်းမှာတော့မလားတကယ်မင်းလုံရမယ့်တာဝန်ကပကံဒေတာကိုလာရောက်ကြတဲ့ပုဂ္ဂိုလ်မျက်တွေအပေါ်အကူအညီပေးဖို့ပဲသူတို့ထဲမှာဒီဒေတာကိုရောက်ပဲလာတဲ့သူတွေရှိတယ်နာမည်လာတဲ့သူတွေရှိတယ်ဒါတွေရောမင်းအနေနဲ့သိထားဖို့လိုတယ်မဟုတ်လားဒါဆိုကျွန်တော်ရုံဏခွဲတဲ့ပညာကိုထပ်ပြီးလေ့ကျင့်ရမှာပေါ့ဟုတ်တယ်ပြက်ကကြက်ရွေးသေးဒီမှာမင်းရဲ့တာဝန်ပြီးဆုံးပြီဆိုတော့အယုံတက်တာနဲ့ပကံမျိုးချေချရမယ် တမန်နဲ့တန်ဘူးတို့ကရောလိုက်လာကြမှာလားဒါမှမဟုတ်တယောက်တည်းသွားရမှာလားမင်းတယောက်တည်းပဲသွားရလိမ့်မယ်ဟိုရောက်တာနဲ့မင်းနဲ့ပိုင်းဝမ်းစာအတွက်ရှောက်ဖွေပြီးညာဘက်မှာချစ်ချင်ရမယ်မင်းလုံးနိုင်ပါမလားလုံးနိုင်အောင်ကြိုးစားမယ်ဆရာဒီချစ်စင်အောင်ရင်ဆရာစီအရင်လာခဲ့ပါမယ်လိုအပ်တဲ့ချစ်ချင်နည်းတွေကိုတော့တက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့မင်းကိုလာပြီးတင် जा ပေးလိမ့်မယ်ဒါကြောင့်ဒီညကလေးကလိုအပ်တဲ့ပစ္စည်းတွေကိုအသေးထည့်ထားပြီးတော့ ောင်မြတ်တာစကားကြောက်ပြက်ကလည်းတံပူနဲ့တမအောင်နှုတ်ဆက်လို့တဘိုးနဲ့အိတ်ထဲကိုပစ္စည်းတွေထည့်လိုက်တယ်။အလေးရောက်ကအရှိပဲအရက်ကနဲ့အနှဲငယ်ဖြောက်ထွက်နေခဲ့ရဲဆိုပေမဲ့ပဝင်းကြီးတခုလုံးကို မြေသားအောင်တော့မဆွမ်းဆောင်နိုင်ခဲ့ဘူး။အဲ့ဒီချိန်ပြက်ကရဲ့ခြေလန်းတွေကကျက်ရက်တွေဇီရီရဲ့ဝေးရောက်ကိုရှောက်လန်းနေတယ်လို့ဇီရီဘက်ကနေလည်းပထမ်းရုတ်တန်တဲတဲထွက်ပေါ်လာခဲ့တယ်။ဒီချိန်တခွက်ခွက်နဲ့ပြေးလာတဲ့မြေခွာတဲ့ကြောင့်လှည့်ကြည့်လိုက်တော့တကောလုံးဆွတ်ဆွတ်ဖြူနေတဲ့မြေပြူတစ်ကောင်က သူ့စီကိုဒုံဆိုင်ပြေးလာတာမြင်လိုက်ရတယ်။မြင်းမြူကြီးကအနားလဲရောက်ရောမြေကြီးပေါ်မှာဒူးကွေးကထိုင်ချပြီးဗျက်ကရဲ့ကိုကိုဥကောင်းနဲ့တိုးဝိတ်ကပုတ်တက်နေခဲ့တယ်။မကြာခင်အချိန်တွင်မြင်းမြူရဲ့ကိုပေါ်မှာစင်းနဲ့လိုက်ပါသွားတဲ့ဗျက်ကကိုမြင်လိုက်ရပြီးမင်းနီလည်းတလျှောက်မှလည်းမြေခွာတန်တွေထွက်ပေါ်လာခဲ့တယ်။တုံကြီးစွာထွက်ပေါ်လာတဲ့ညူတူတူရည်တံတွေကဂျက်ကရဲ့နားထဲကိုသကားရည်လို့တိုးဝင်လာခဲ့တယ် တိတ်မကြခဲ့အချိန်တွင်ညူတူတူရည်တန်းနေအဖြစ်ကနေဝမ်းကောင်းတန်တဲ့ရည်မောတန်တဲ့အဖြစ်ကိုပြောင်းလဲသွားပြီးအပုံနှံကလှိုင်ကင်းနဲ့ထွက်ပေါ်လာခဲ့တယ်။ငါစိတ်ရလုံးမဖြစ်ဘူး။ဒီလိုမှောက်မဲနေတဲ့ညသကောက်အချိန်မှာငါအတွက်ငါပဲရှိတယ်။ဘက်ကမင်းလောက်နိုင်ပါတယ်လို့ကိုကိုကိုအားတင်လေးလံနေတဲ့စိတ်ကို ဖြေလျှော့လိုက်တဲ့ဆိုရင်ပဲစိတ်ကိုနှစ်ဖူးလဲတဲ့တဲ့စီပို့ထား။ဘာကြောင့်ကြောင့်ဖြစ်မျက်စိမဖွင့်ကြည့်နဲ့ မင်းနဲ့အတူတူငါရှိနေတယ်ဆိုတော့အောင်မြတ်သားရဲ့အတန်ကိုကြားလိုက်ရတယ်။ဘက်ကလည်းဆရာဖြစ်သူရဲ့အတန်အကြောင်းပုံမအားတက်သွားပြီးခန္ဓာကိုယ်မှာရှိတဲ့အသိစိတ်တွေအလုံးကိုနှစ်ဖူးလေတဲ့တဲ့ကိုပုတ်လွတ်လိုက်တဲ့အချိန်ပဝန်းကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ့်သက်သွားပြီးတော့ရင်းနှီးရနေအင်းများတဲ့ခန်းစားချက်တစ်ခုထွက်ပေါ်လာခဲ့တယ်။ဟုတ်တယ်ဆက်ထိန်သာအသိကိုမလွတ်စေနဲ့။အောင်မြတ်သားရဲ့အတန်ကနားတဲ့ကိုတိုးဝင်လာတာကြောင့်စိတ်ကိုမရိုက်နဲ့အောင်ထိန်လိုက်တဲ့ဆိုရင်ပဲ။ ခန္ဓာကိုယ်ကိုလေဆုပ်ဆက်တစ်ခုနဲ့ဆော့ယူလိုက်တယ်လို့အပေါ်မြောက်တက်သွားခဲ့တယ်။ပေါ်ပါနေတဲ့ခန္ဓာကိုယ်ကလေရုထဲမှာအချိန်တန်ကြာတက်နေတဲ့အပြင်ဆရာဖြစ်သူရဲ့အတန်ကိုယ်ကမကြားရတော့တာကြောင့်ဒီတစ်ခေါက်လည်းမအောင်မြင်မြန်မှုဆိုတဲ့အသည့်နဲ့မျက်စိကိုအသာဖွင့်ကြည့်လိုက်တော့ခန္ဓာကိုယ်ကလေပေါ်မှာငြိမ့်သက်နေပြီးသူ့အောက်မှာတော့တရားထိုင်နေတဲ့မွေရခန္ဓာကိုယ်ကိုမြင်တွေ့လိုက်ရတယ်။ဟင်ငါငါရဲ့နာအပြင်ကိုထွက်လာတာလား ပြက်ကလက်တွေကိုလှောက်ရှားကြည့်လိုက်တဲ့အခါသူ့ဆန္ဒအတိုင်းလှောက်ရှားလို့ရနေတာကိုသတိထားမိခဲ့တယ်။ငါအောင်မြင်ပြီ။တနေ့လောက်ကြောက်ရွံ့ခဲ့တဲ့ကျင့်စဉ်ကအခုအောင်မြင်ပြီဟိတ်။ပြက်ကဝမ်းသာအားရကျုံသွားပြီးနာရီကိုခန္ဓာကိုယ်ထဲပြက်ဝင်မှုဆင်ညွတ်လိုက်တော့မွေးခန္ဓာကိုယ်တွေကနေအလွန်သိငယ်တဲ့ငွေရောင်ကျုံမြင်လေးတစ်ခုပေါ်လာပြီးရေဘိတ်ကျိုးရစ်တလို့ဆွဲခေါ်သွားခဲ့တာကိုသတိထားမိခဲ့တယ်။ပြက်ကလည်းနာယုတ်ကမူလခန္ဓာကိုယ်ထဲဝင်ရောက်တာနဲ့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့စိတ်မီးတွေအသေးသေးကဆောင်ထားတဲ့ယောက်ျားမိန်းမတွေကဂျက်ကထိုင်နေတဲ့ဇီရီပုတ်ကိုတက်လာပြီးမိပူစော်ကြပါလေရောဝက်စားထားပုံကအခုခေတ်ပုံစံမဟုတ်ပဲငယ်စဉ်ကတင်းကြီးရောက်ပူတဲ့ပကံခေတ်ဝက်စားစင်ယူမှုဖြစ်နေတာကြောင့်ဘေဘီမှာရှိတဲ့ဇီရီတွေကိုကြည့်လိုက်တော့မြောင်များစွာသော လူတွေကပကံခေတ်ကအဝတ်အစားတွေကိုဝစ်ဆင်ပြီးစိတ်မီးကိုစီကန်လို့ဇီရီတွေကိုမိပူစော်နေတာကိုမြင်တွေ့လိုက်ရတယ်ဒီတော့မှကောင်းငင်ကိုမောကြည့်လိုက်တော့ တိတ်ကင်းစင်ပြီးပြေဝစာတောက်ပနေတဲ့လောင်ဝင်းကြီးကိုတွေ့လိုက်ရတာကြောင့်ဒီနေ့ကဒရင်ကျုံလာပြည့်နေပဲလို့ရေရွတ်လိုက်ပါတော့တယ်။ဆရာဒါဆိုကိုပြက်ကနန်းရောက်ခွဲတဲ့ချစ်စီကိုအောင်မြင်နေတာပေါ့။ဟုတ်တယ်မကောင်။သူကနန်းရောက်ခွဲချစ်စီကိုအောင်မြင်ပြီးတဲ့နောက်ပိုင်းတခြားပညာရှင်တွေကိုလေ့ကျင့်ခဲ့သေးတယ်။ဆရာကျွန်တော်သိချင်တာတစ်ခုရှိသေးတယ်။ဘာများလဲခေါ်လား။သူနန်းရောက်ခွဲတဲ့ချစ်စီအောင်မြင်လာတဲ့အချိန် မြင်လိုက်ရတဲ့လူတွေကဘယ်သူတွေလဲဒီနေ့မြေမှာကြက်နေသေးတဲ့မချွတ်မလို့တဲ့သူတွေလားဇက်ကရဲ့ပါရမီကဒီနေ့မြေမှာရှိတဲ့မချွတ်မလို့သူတွေသူတွေကိုမြင်ရတာပဲဒါကြောင့်လဲကြစ်စီအောင်လာနဲ့အကုန်လုံးကိုမြင်တွေ့ခဲ့တာနောက်ပိုင်းတွေမှာလဲအချိန်ရရသလိုပကံသားတွေနဲ့မေးဖွဲ့တော့တာပဲလေဒါကြောင့်မင်းတို့ပကံခေရောက်တော့ဘယ်လိုရှစ်တန်ရမလဲဆိုတာသူသိနေတာပေါ့ဒါကြောင့်မို့ဟုတ်လေသူ့မြင်းလူကြီးကရောအခွင့်အရေးရှိုံမဲလားဆရာ ူ့ရဲ့မူလနေရာဖြစ်တဲ့ဓာတ်တော်မြူစီတီမှာဘက်ကပြန်လာအောင်စောင့်နေတယ်လေဒါနဲ့လေကိုဘက်ကသူ့မိဘတွေစီကိုတခါမှမပြန်တော့ဘူးလားဟိုကသူ့ကိုအတော်လွမ်းနေမှာပဲနော်သူပြောတာကတော့လူကိုယ်တိုင်ပြန်ရင်တက်ရောစီပြန်တယ်မိလိမ့်မယ်တဲ့ဒါကြောင့်သူ့မိဘတွေကိုသတိရရင်အိမ်မက်ပေးပြီးတွေ့တယ်ဆိုပဲအောင်မြတ်သားရဲ့စကားကြောင့်မောက်ကောင်းတဲ့ခွန်လာတို့နှစ်ယောက်ဇေဒီပေါ်မှာတန့်ရှင်းရဲ့လုံနေတဲ့ဘက်ကကိုပြန်လို့ငေးကြည့်လိုက်ပါတော့တယ် ါတော့ယောဂရဲ့အထုပ်ပတ္တိပဲဖြစ်ပါတယ်။အောင်မြတ်သားတို့ဆရာတော်တွေပကံမြေမှာအတန်ကြာနေထိုင်ပြီးတဲ့နောက်မှာတော့ရှင်မောတို့ဖျားဖူးဖို့အတွက်ဘုကိုးမျိုးစီဆင်းလာခဲ့ကြတယ်။ဘုကိုးမျိုးရောက်ရှိတဲ့အခါအသက်သွေးမြင့်ဆွန့်ထားတဲ့ကိုအောင်နိုင်နဲ့ရုပ်ကိုမသိနားမလည်ပဲယူဆုံမိတဲ့ကလေးကြောင့်မိသားစုတွေသွေးပြက်တဲ့အထိအချောက်လက်ခံခဲ့ရတာကိုကူညီပေးခဲ့ကြရသေးတယ်။ဒီအကြောင်းရကိုတော့အောင်မြတ်သားနဲ့ကိုအောင်နိုင်နဲ့ဆိုတဲ့ဝိထုလေးမှာ ပရိသတ်ကြီးအားစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်နော်။အချိန်ပေးပြီးနားဆင်အားပေးကြတော့ပရိသတ်တွေတူးချင်းစီအောင်ကျေးဇူးအထူးပဲတင်ရှိသလို။စိုင်းစီယာဇေယနာယာမညောက်လေ။ကျေးဇူးအထူးပဲတင်ရှိပါရရှင်။ဒီဇလန်းလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။